အားလုံးမင်္ဂလာပါရှင်။ဒီကနေ့ AB လ30ရဲ့ဗုဒ္ဓဟူးနေ့အတွက်မောလိဝတ္တခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။ရှမ်းပြည်၊ချင်းပြည် ကရင်ပြည်ရခိုင်ပြည်တောင်ပိုင်း၊စကိုင်းတိုင်းတောင်ပိုင်းအပြင်ပဲခူးယုံမပေါ်နဲ့ပဲခူးတိုင်းအနောက်ခြမ်းတို့မှာရာနှုန်းပြည့်မိုးရွာနိုင်မှာဖြစ်ပြီးတာချီလေးမြို့ဝန်ကျင် တောင်ပေါ်ဒေသတွေမှာမေလ၂ရက်နေ့မနက်ပိုင်းအထိမိုးဆက်ပြီးများနေနိုင်တာကြောင့်တောင်ကျချောင်းရီကျဆင်းလာနိုင်မှာကိုသတိထားကြဖို့ကိုလည်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိနေပြီးတော့ရန်ကုန်တိုင်း မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းနဲ့ရှမ်းပြည်တို့မှာနေရအနှံ့အပြားကရနီကရပြည်ကရင်ပြည်ချင်းပြည်မွန်ပြည်နဲ့စကိုင်းတိုင်းတို့မှာနေရစိတ်စိတ်နဲ့ကချင်ပြည်ရခိုင်ပြည်နဲ့တနနာရီတိုင်းတို့မှာနေရကြကြမုတ်ထချုံရွာနိုင်ပါတယ်။ဒါအပြင်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းနဲ့ရှမ်းပြည်တို့မှာနေရကွေ၍မိုကြီးနိုင်ပြီးရွာရင်ရာနှောင်းပြည့်ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ တင်အတင်တင်ကနေတင်ထူထန်နေပါတယ်မြမပင်လေပြမတော့လှိုင်းအတင်တင်ရှိပါမယ်ကရနီကရပြည်ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရနေရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမုတ်ထချုံခြင်းမိုးကြိုးပြစ်ခြင်းလျင်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစားရင်မိုးလဝတဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုးတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ် နောက်နှစ်ရက်အတွင်းနေပြည်တော်အပါအဝင်ခရနီကရပြည်ကရင်ပြည်မော်ပြည်ရှမ်းပြည်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရော်ရီတိုင်းနဲ့တနနာရီတိုင်းတို့မှာနေရဆိတ်ဆိတ်ကနေနေရအနှံ့အပြားမုတ်ထချုံရွာပါမယ်ရှင်ကျမနွယ်နွယ်ပါ